စက်တမလ15ရက်နေ့အစောပိုင်းကပါကစ္စတန်နိုင်ငံအလဲပိုင်းမှာယထားတိုက်မှုဖြစ်ပွားခဲ့တာကြောင့်အ ਨੇ ဆုံးလူလေးဦးသေဆုံးပြီးလူတရာကျော်ဒဏ်ရာရခဲ့တယ်လို့တာဝန်ရှိသူတွေကပြောကြားခဲ့ပါတယ်။ကရာချီမြို့ကိုဥတီခုံပေါင်းလာတဲ့အာဝန်ခီးသက်တင်အမြန်ထားတဲ့စီဟာမူတန်မြို့အနီးမှာလူတယောက်ကိုဝင်တိုက်မိခဲ့ရာကရက်တန့်ထားခဲ့တဲ့ကုန်တင်ယထားတဲ့စီကိုဝင်တိုက်မိခဲ့တာပဲဖြစ်ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူတဦးကတော့အဲ့ဒီရထားမတော်တဆမှုဖြစ်စဉ်မှာအ ਨੇ ဆုံးလူ၄ဦးသေဆုံးပြီးတရားကြောတရားရခဲ့တယ်လို့အတီးပြုပြောကြားခဲ့ပါဗျာ။ကယ်ဆယ်ရေးလုပ်သားတွေဟာအပြက်စီးတွေကြားမှာပိတ်မိနေတဲ့ဒဏ်ရာရခေးတွေကိုရှောင်းဝေးကယ်ဆယ်နိုင်ဖို့အတွက်တတုပြက်ကရိယာတွေကိုအသုံးပြုခဲ့ရတယ်လို့ AFP သတင်းတောက်တူကပြောပါရယ်။အခင်းဖြစ်ပွားရနေရာတဝိုက်မှာကရိတ်နေလူနာတင်ရင်တွေအများပြားရှိနေခဲ့ပြီးပါကစ္စတန်စစ်သားတွေကလည်းကုညီကယ်ဆယ်မှုတွေပြုလုပ်ပေးခဲ့တယ်လို့သိရပါရယ်။ အစ္စလမ်ဘာသာဝင်တွေရဲ့300ကြာကျင်းပခဲ့တဲ့အစ်ပွဲတော်ကာလအတွင်းမှာနေရပ်ကိုပြန်လာကြတဲ့ပါကစ္စတန်နိုင်ငံသားတွေဟာပွဲတော်အပြီးမှာလုပ်ငန်းခွင်ဝင်ရောက်ဖို့အတွက်ပြန်လည်ထွက်ခွာခြင်းမှာပဲအခုလိုမီးရထားမတော်တဆမှုတစ်ခုဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်